ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာ အင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့အမေရိကမှာပညာရေးဝန်ကြီးဌာနဆိုတာကိုအပြီးတိုင်ဖျက်သိမ်းပြီးတော့ပြည်내အစိုးရနဲ့ဆရာမိဘတွေစီကိုအစိုးရကနေအာဏာကုန်ပေးလိုက်ပါပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းပြည်ဆောင်ကတော့ USA Today က မတ်လ19 2025မှာထုတ်ပြန်ကြေညာသွားတာကတော့သမ္မတဒေါ်နယ်ထရန့်ဟာဂျာတာပရီနဲ့မနက်မှာပဲပညာရေးဌာနဝန်ကြီးလင်ဒါမက်မဟောင်းကို ခေါ်ယူပြီးသမ္မတအာနာနဲ့အခုချိန်ကစပြီး အမေရိကရဲ့ပညာရေးဝန်ကြီးဌာနကိုအပြီးတိုင်ပိတ်သိမ်းပစ်လိုက်ပြီးအမေရိကပညာရေးစနစ်ကိုပြည်နယ်တွေက ထိန်းချုပ်သွားတော့မှာမို့လို့လိုအပ်တာမှန်သမျှအမြန်ဆောင်ရွက်ရန်ခေါ်ပြောလိုက်ပါတယ်။အဲ့ဒီအမင်းကိုလည်းလက်မှတ်ထိုးပွဲမှာ Texas, Indiana နဲ့ Florida, Ohio ပြည်နယ်မှာ Republican အုပ်ချုပ်ရေးမှူးတွေလည်းတက်ရောက်လာကြမှာဖြစ်ပါတယ်။ Impuro ကနေအဲ့ဒီပညာရေးဝန်ကြီးဌာနဖိတ်ပင်ရန်ရည်မှန်းချက်ဟာပညာရေးဝန်ကြီး Mac Mahon ကအထက်လွှတ်တော်ရဲ့ခွင့်ပြုချက်ကို February လကတည်းကစောင့်နေခဲ့ပါတယ်။အခုတော့အမိန့်ကျလာပြီးသမ္မတ Trump ကတော့အမိန့်မကျခင်ကတည်းကပညာရေးဝန်ကြီးဌာနကဝန်ထမ်းတွေရဲ့ထောက်ပံ့လောက်ကိုရှော့ထားပြီးဖြစ်ပါတယ်။ ညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်များအရကတော့ဝန်ထမ်းပေါင်း4133ယောက်ရှိနေတဲ့အထက်မှာမှအယောက်600နီးပါးဟာစတင်အလုပ်ဖြုတ်ခံခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ပြီးခဲ့တဲ့တစ်ပတ်မှာပဲဝန်ထမ်းပေါင်းနောက်ထပ်1300ကျော်ဟာပညာရေးဌာနဖြတ်သိမ်းတော့မှမဟုတ်လို့အလုံးမရှိတော့ကြောင်းအတိပေးအကြောင်းကြားစာတွေရခဲ့ပါတယ်။အခုတော့စုစုပေါင်း2183ယောက်သာကျန်ရှိနေပြီးသူတို့ရဲ့နောက်ဆုံးအလုံးမှဆုံးခွာရမယ့်နေ့ကို နားဆွင့်နေကြပါတယ်။ America Today ကပထမဆုံးဒီသတင်းကိုတင်ပြနိုင်ခဲ့ပါတယ်။ပညာရေးဝန်ကြီး Mac Mahon ကတော့ဒီလိုဗုဒ္ဓဟူးနေ့ကပေးပို့တဲ့စာတို့လေးကိုလက်မခံနိုင်ပဲကွန်ကရစ်ကခွင့်ပြုချက်လိုကြောင်းတရားဥပဒေအရအဲ့ဒီလိုဖျက်သိမ်းရန်လွတ်တော်မှာ60ရာခိုင်နှုန်းကမဲထည့်ပြီးဆုံးဖြတ်ရန်လိုကြောင်းပြောလိုက်ပါတယ်။ထို့ကဲ့သို့ပြောပြီးနောက် သူမကရှေ့လျှားသော စာတစောင်ကို ထုတ်ပြန်ခဲ့ပြီးထိုစာထဲတွင်ကျမတို့ပညာရေးဌာနအနေနဲ့နောက်ဖြစ်လာမယ့်အနာဂတ်ပညာတတ်ကလေးတွေအတွက်မှတ်တမ်းတင်ကြံရှိရန်လှုံ့ဆော်မှုတစ်ခုနောက်ဆုံးအနေနဲ့ပြုလုပ်ရန်လိုကြောင်းပြောကြားခဲ့ပါတယ်။ဒီမှာအဆုံးသတ်ပန်းနိုင်ရပါလဲအမေရိကမှာလူထုပညာရေးကိုဖျက်ဆီးနေတာပါဟုအထက်လွှတ်တော်မတ် Murray D. Walsh ကထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။သမ္မတ Trump နဲ့သူ့ရဲ့အကြံပေး Elon Musk တို့ရဲ့ရွေးကောက်ပွဲ ကမီးရှို့မှုများဟာပြည်내တွေရဲ့ကလေးတွေနဲ့ကလေးမိဘတွေကိုအလွန်ထိခိုက်စေပြီးပညာရေးဝန်ထမ်းများကိုလည်းဥပဒေကတောင်အကောက်အွယ်မပေးနိုင်တာတွေဖြစ်ကုန်ပြီလားဟုသူကရေးသားပြီးစာထုတ်ပြန်ထားပါတယ်။ဖေဗူအရီလအနောက်ပိုင်းမှာပြုလုပ်ခဲ့တဲ့စစ်တမ်းမှာတော့အမေရိကန်လူမျိုး63ရာခိုင်နှုန်းဟာပညာရေးဌာနပြောင်းလဲပြီးပြည်내ကအုပ်ချုပ်တာကိုကန့်ကွက်ပြီးတော့38ရာခိုင်နှုန်းကတော့ပညာရေးဝန်ကြီးဌာနဖျက်သိမ်းပြီး ပြည်နယ်တွေကထိန်းချုပ်တာကိုလိုလားကြောင်းသိရပါတယ်။ NPR သတင်းဌာနကအင်ဖြူတော်ကိုဆက်သွယ်တဲ့အခါမှာတော့1996ခုနှစ်ကစပြီးတော့ဖွဲ့စည်းခဲ့တဲ့ဒီပညာရေးဝန်ကြီးဌာနဟာကျောင်းသူကျောင်းသူကျောင်းသားတွေရဲ့ပညာရေးထိထိရောက်ရောက်တိုးတက်အောင်မဆောင်ရွက်နိုင်ခဲ့ပဲဝန်ထမ်းတွေမြောက်များစွာခန့်ထားပြီးလူများပြီးပွဲမစီဖြစ်ခဲ့ပြီးနိုင်ငံတော်ရဲ့ဗန်နာငွေဒေါ်လာဘီလီယံ3000ကျော်ဖြုန်းတီးပစ်ခဲ့ကြောင်း အမေရိကရဲ့ရှေးကျသောပညာရေးတိုင်းထွာစံနှုန်းများအရ1992မှနေ2019နှစ်အတွင်းကျောင်းသူကျောင်းသားတွေရဲ့စာဖတ်နှုန်းမှာမတိုးတက်ပေမဲ့လည်းသင်္ချာပညာရမှာတော့တည်တည်တသာတိုးတက်တာတွေတွေ့ရှိရပြီးကိုဗစ်ကပ်ရောဂါကျရောက်ပြီးနှစ်ရှည်လာများကျောင်းတွေပိတ်ပညာရေးနှောင့်နှေးမှုတွေဖြစ်လာခဲ့ရပြန်ပါတယ်။အဲ့ဒီမှတ်ချက်တွေအကြောင်းတရားတွေပေါ်ကိုအခြေခံပြီးအမေရိကရဲ့ပညာရေးလောကကို ထူးချွန်ပြောင်မြောက်အောင်မွမ်းမံမှုတွေအခုစတင်ပြီးဖြစ်တာမို့သမ္မတ Trump အနေနဲ့ចောင်းသူចောင်းသားတွေရဲ့မိဘတွေပြည်နယ်တွေရဲ့တာဝန်ရှိသူတွေပတ်ဝန်းကျင်လူမှုအတိုင်းအဖွိုင်းအတိုင်းအဝိုင်းအဖွဲ့အစည်းတွေရဲ့လက်ထဲကိုကလေးတွေရဲ့ပညာရေးဖွံ့ဖြိုးတိုးတက်အောင်မျက်ခြေမပြတ်လှုပ်ဆောင်သွားနိုင်ဖို့အခုလိုလှုပ်ဆောင်ခြင်းဖြစ်ကြောင်းအင်ဖီလော်ရဲ့ပြောခွင့်ရ Harrison Field ကပြောပါတယ်2018ပညာရေး အတုံးစီများအရအစိုးရကငွေများစွာချထားပေးခဲ့ပြီးအဲ့ဒီငွေတွေဟာပြည်내အသီးသီးမှာရှိတဲ့ဝင်ငွေနဲ့မိသားစုတွေရဲ့ကလေးတွေကျေးလက်တွေမှာနေထိုင်ကြတဲ့ကလေးတွေမတန်မစွမ်းဖြစ်နေကြတဲ့ကလေးတွေအတွက်ဒေါ်လာတန်ပေါင်းများစွာရမုံငွေချပေးခဲ့တော်လဲတကယ်တမ်းအပြည့်အဝသူတို့စီရောက်မသွားပဲ600ခန်းတော့ကလေ73ခန်းတော့အထိပဲရောက်ရှိသွားပြီးပြည်내တွေကသာကိုအားကိုကိုပြီးကလေးတွေရဲ့ပညာရေးတွေအတွက်ငွေများ ရှာဖွေထုတ်သုံးခဲ့ရတာတွေတွေ့ရှိပါတွေ့ရှိရပါတယ်။ Republican တွေကတော့ယခင်အစိုးရလက်ထက်မှာအစိုးရရဲ့ပညာရေးဌာနဟာပြည်내အစိုးရတွေရဲ့တာဝန်ယူလုပ်ဆောင်ရမယ့်လုပ်ငန်းတွေကိုပါဝါအလွဲသုံးစားလုပ်ပြီးချုပ်ကန့်ထားတာတွေကြောင့်ပညာရေးအတွက်အသုံးစရိတ်ချင်းငွေတွေဟာပြည်내ကကျောင်းတွေစီဓာတ်ရိုက်မရောက်ပဲခေါင်းပုံဖြတ်အချင်းပြတ်ဝန်ထမ်းတွေလက်ထက်မှာပျောက်ပြတ်သွားကြောင်းအဲ့ဒါကြောင့်သမ္မတထရမ့်ကတော့ပညာရေးဝန်ကြီး မက်မဟုံးကိုတင်ဟာလက်ရှိရာထူးမှာအမြန်ဆုံးခွာသွားတဲ့ကြောင်းအကြံပေးလိုက်ပါတယ်။သမရထရန့်ပြောသွားတာကတော့အမေရိကရဲ့ပညာရေးစနစ်ဟာအခြားတိုးတက်နေတဲ့နိုင်ငံတွေရဲ့ပညာရေးနဲ့နှိုင်းယှဉ်ရင်အလွန်ပင်နှိပ်ပါနေတာတွေ့ရပြီမဲ့အလွန်သူများတဲ့အလွန်မြင့်မားတဲ့အရာတစ်ခုကတော့ပညာရေးအသုံးစရိတ်တွေပါပဲလို့ပြောသွားခဲ့ပါတယ်။အခုတော့သမရထရန့်ဟာပြည်내အုပ်ချုပ်ရေးမှူးများ ကလေးမိဘများចောင်းများဟာမိမိတို့ရဲ့ရင်သွေးကလေးတွေပညာရေးကိုအသိရှိဆုံးသူတွေအနီးကပ်ရှိသူတွေဖြစ်ပြီးအဲ့ဒီကလေးတွေလိုအပ်ချက်တွေကိုပြည်နယ်များမှတောင်းဆိုချက်တွေကိုကြားခံပညာရေးဌာနဝင်ကြီးဌာနမှထားပဲအစိုးရကနေ direct ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်းအဲ့ဒီအပြင်ဒီမိုကရက်တွေဟာအမေရိကတဲကိုခိုးဝင်ကျူးကျော်သူတွေကိုခွင့်ပြုခဲ့လို့အဲ့ဒီတရားမဝင်နေထိုင်သူတွေဟာပညာရေးထောက်ပံ့ကျင်းငွေတွေကို ဘီလီယံဒေါ်လာနဲ့ချီပြီးဖြုန်းတီးခဲ့တာကြောင့်အခုလိုအဲ့ဒီခိုးဝင်ကျူးကျော်တွေရောမိသားစုတွေကိုပါတရားမဝင်မှန်သမျှကို ရှင်းလင်းပြစ်နေပြီးတော့အမေရိကရဲ့စီးပွားရေးကနိုင်ငံလုံခြုံရေးကပညာရေးကိုပါအစွမ်းကုန်အမြင့်ဆုံးရောက်အောင်လှုပ်ဆောင်နေပါပြီလို့သမ္မတထရမ့်က မီဒီယာမှာပြောသွားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ 999 Burmese USA News YouTube channel ကို Chinese တက်ခင် like and subscribe လုပ်ပေးတဲ့ကြည့်သွားပါ so please take care of yourself and each other bye bye